ားလုံးမဲ့အခုအပေါ်ပွင့်ဖတ်တတ်မဲ့အတွက်ပွင့်ဖတ်ထိုးဖို့အတွက်ကိုတီချဲလီတိုင်ရှီနဲ့ထိုးထားတယ်တိုင်ရှီကိုနှစ်ရစ်တိုင်ရှီနဲ့ထိုးထားတယ်အဲ့တော့နှစ်ရစ်တိုင်ရှီနဲ့ထိုးလို့ရှိဖူမီတီဘေးက၄ချက်တက်ရမယ်လို့ရှိမှအခြေခံချက်မှာတော့တင်ထားရတယ်เนาะအဲ့တော့ဖူမီ၄ချက်ယူမယ်တစ်ချက်ဟောရှီဒီချိတ်ကုန်ပြီတစ်ချက်အဲ့ဒီဟာစထုတ်ကားစားဆိုရင်အနောက်ကခြေလေးထွက်လာမှာဆိုရင်လည်းနည်းနည်းထိမ့်ပြီးလို့ထုတ်နော်တစ်ချက် 2ချက်3ချက်4ချက်4ချက်ရပြီဆိုရင်တရစ်တိုင်းရှိနှိတ်တရစ်တိုင်းရှိမဟုတ်တော့နှစ်ရစ်တိုင်းရှိထုံးမှာတရစ်နှစ်ရစ်နှစ်ရစ်တိုင်းရှိကိုအခုကိုရှက်ကိုယူထားတဲ့အပေါက်ကဲ့ပြီးကျဆံမိတယ်ဝင်မယ်ဆွဲတင်ဆွဲတင်လိုက်ပြီးနှစ်ကျိုးထုံးနှစ်ကျိုးထုံးစတိုက်ထုတ်ရမယ်เนาะရှိမှတင်သားသလိုနှစ်ရစ်တိုင်းရှိကိုနှစ်ကျိုးထုံးနောက်ထပ်နှစ်ကျိုးထုံးမယ် ပြီးနောက်ထပ်တစ်ခါနဲ့ကျိုးထုံးမယ်အဲ့ဆိုနှစ်ရက်တိုင်ရှည်တတိုင်ရပြီနှစ်ရက်တိုင်ရှည်ကဒီချေကသုံးတိုင်ထိုးမယ်ဒီအပေါက်တစ်ပေါက်ထဲမှာသုံးတိုင်ထိုးရမှာနော်အဲ့တော့ထပ်ပြီးတော့တရည်နှစ်ရက်ဒီအပေါက်ပဲပြန်ထိုးမှာပြန်ထိုးမယ်ထိုးရင်းနဲ့အခုဒီမှာအနောက်မှာရှိတယ်ဒီချီအစ်စ်ကလေးရောဟောင်းကလေးရောထက်တော့ပါမှာဒီချီအစ်စ်ကအဟောင်းရောနှစ်ကျိုးတော့အဲ့ရဲ့အပေါ်မှာတင်ဟိုဖနက်ကလေးစထိုးတော့ချီစအသိသိလိုပဲလေအဲ့ရအပေါ်မှာတင်ပြီးတော့ထည့်ထိုးဝိုင်းသူပျောက်သွားနေမယ်ဆွဲတင်မယ်ပြီးရင် နှစ်ကျိုးထုတ်နှစ်ကျိုးထုတ်နောက်ထပ်နှစ်ကျိုးတစ်ခါထပ်ထုတ်မယ်ဟွန်းနှစ်ခါရှိပြီသုံးခါထုတ်မယ်လို့ပြောတာနော်တရေနှစ်ရေဒီအပေါက်ပဲပြန်ထုတ်မယ်အနောက်ကကျိုးကြတော့ဒီမှာကျိုးအစ်စ်ကအဟောင်းအပေါက်မှာတင်ပြီးတော့မှထုတ်ချီသိမ့်သွားမယ်ပြီးနှစ်ကျိုးထုတ်မယ်နောက်ထပ်နှစ်ကျိုးထပ်ထုတ်မယ်နောက်ထပ်နှစ်ကျိုးတစ်ခါထပ်ထုတ်မယ်အဲ့ဒါ3နိုင်ဖြစ်သွားပြီတီချေပြောတာလေ3နိုင်ထုတ်မယ်လို့3နိုင်ထုတ်ပြီးသွားပြီဆိုရင်ဖုန်မီလေးချက်ပြန်ယူမယ်ဟိုဘက်မှာလို့ လေးလေးချက်ယူပြီးတော့ပြီဆိုလို့ရှိရင်သူကိုထိုးထားတဲ့တိုင်ရဲ့ဘေးနောက်တစ်ပေါက်မှာရှက်ကော်နဲ့လာပြီးတော့ဆက်မယ်ရှက်ကော်နဲ့ဆက်လိုက်ပြီဆက်ပြီးသွားရင်ဒါပွင့်မှတစ်ဖက်ရောက်သွားပြီနောက်ထပ်တစ်ဖက်ထပ်လို့ဖို့အတွက်ကိုဖူမီလေးချက်တစ်ခါပြန်ယူမယ်တဲ့ 2နေပြီးရင်ခုနလိုပဲနှစ်ရစ်တိုင်ရှင်နဲ့သွားမယ်အနောက်ကခြေကိုအခုဒီမှာခြေအဟောင်းကိုဖြတ်လိုက်တော့เนาะခြေအစ်စ်ကတော့ဒီမှာအတူလေးရှိတယ်ခြေအဟောင်းလေးကိုလည်းဖြတ်လိုက်တော့အနောက်မှာရှုပ်နေမယ်ညာပြီ ခုဒီမှာဖုန်ပြီး၄ရက်ယူလိုက်ပြီတရေ၂ရက်၂ရက်တိုင်ရှည်ယူလိုက်တယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အပေါက်ထဲမှာထည့်ပြီးတော့ခုနာအပေါက်ထဲမှာပဲဒီလိုတဲ့နဲ့အဲ့တော့၂ရက်တိုင်ရှည်၃နိုင်ထပ်ထည့်မယ်ဒီတိုင်မှရှိသေးတယ်တရေ၂ရက်ထပ်ထည့်အောင်မယ်နော် này dễ tàu nai tàu nai bị đau bị suy phù mi đi chơi yêu mẹ tê nè tàu lì bị nào đó bao má sẽ còn nè sẽ mẹ sẽ còn nè sẽ ซปีตัวไปสูชีเดจพมีเดจไทายุเมเจเนตลีปีในยี่ตชีตรงไหนทารุเมนาดบามาคุณนาทูได้ได้ไหมปุ่นพัดดีตะพัดพี่ตะพัดลงหนาไหมปุ่นพัดดีตะพัดพี่ตะพัดตะพัดพี่เดทีลงวะาไหมเนาะอะไรที่เชื่อพมีสสารว่าไตดูคนละไตนะสารไรปุ่นพัดคนละพายาเลยไหม ပွင့်ဖက်ကို6ဖက်ပဲလိုချင်တဲ့တော့တိုင်တူ6တိုင်နဲ့စနောက်တလိုင်းကြလို့ရှိရင်တိုင်ပေါ်တရန်ထိုးတော့12တိုင်ဖြစ်သွားမယ်ပြီးအခုဒီတိုင်ဆက်ထိုးဝိုင်းအပေါ်မှာပွင့်ဖက်6ဖက်ဖြစ်သွားမယ်အခုဒီကျဲဒီဘက်မှာ9ဖက်နဲ့ယူထားတာမို့လို့ဒီဘက်မှာလည်း9ဖက်နဲ့ထိုးရမယ်အခုပြောတဲ့အတိုင်းတပတ်ပြောင်းထိုးပင်နော်နော်ခဏဖက်ဖြစ်သွားရင်တော့တစ်ဖက်ပြီးတစ်ဖက်ထိုးလာ1 2 3 4 5 6 9ခုနှစ်ဖက်ပြည့်သွားပြီ3နိုင်ထိုးပြီးရင်ခဏတိုင်းလိုပဲဖုံမီ၄ချက်1 2 3 4 5 6 လေးပြီးသွားပြီဆိုတော့စာခဲ့တဲ့အပေါက်မှာပဲပြန်ပြီးတော့ချက်ကော်လေးနဲ့အဆုံးသတ်လိုက်တော့မှာနော်အောင်အကချီပန်းကို အနောက်ကကြိုးစားထိုးရင်းနဲ့မှတဖြည်းဖြည်းအစအတွင်းနဲ့တိမ်သွားလိမ့်မယ်နော်။အဲဆိုရင်ရပြီရှက်ကွန်နဲ့ဆက်လိုက်ပြီဆက်ပြီးသွားပြီဆိုလို့ရှိရင်ဖူမီလေးတစ်ချက်ထပ်ယူပေး။ဖူမီတစ်ချက်ယူယူပြီးသွားပြီဆိုလို့ရှိရင်ဖြတ်မယ်။ဖြတ်ပြီးသွားပြီဆိုရင်ဆွဲထုတ်ခါတိုင်းလိုပဲနော်။ဆွဲထုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဆွဲထုတ်လိုက်တဲ့ဒီကြိုးစားအောင်အနောက်ဘက်မှာအစာဖြောက်မယ်။နော်ဒီအစာတက်တဲ့အက်ကလေးနဲ့အစာဖြောက်သွားမယ်နော်။ မလာတဲ့ဘက်အနောက်ဘက်မှာနော်ဒါအလှဘက်မလာဘက်အနောက်ဘက်မှာအခုဒီမှာတီချေတွန်းထိုးထားတဲ့အထဲကိုခိုင်းလို့ပဲခြေကိုထိုးထည့်ပြီးတော့အစာဖြောက်လိုက်မယ်နောက်ဘက်မှာကျိုးကအခုဖြတ်လိုက်တဲ့ချောင်းရဲ့ မက်ဂျစ်ရင်းနှုန်းကစတာတဲ့တချောင်းရှိတယ်မက်ဂျစ်ရင်းနှုန်းကစတာတဲ့ဒီအချောင်းကလေအမှန်ထိုးရင်းနဲ့အစဖြောက်လာလဲရတယ်ဒါပေမဲ့တိချဲမဖြောက်လာဘူး။ဒါဆိုတော့သူ့ကိုပြီးဖက်နှက်မှာပေါ်တွဲတဲ့ခါတိချဲအဲ့ဒီချီနဲ့ပဲပြန်ပေါ်တွဲမှာမုန်းလို့လေနော်။စဖြောက်ရင်းနဲ့အခုဒီအစဖြောက်လာတဲ့ဒီချီကိုဒီချီနဲ့မက်ဂျစ်ရင်းကကြိုးနာကတ်သွားအောင်တိချဲယူလာလိုက်တယ်ယူလာပြီးမက်ဂျစ်ရင်းကကြိုးနဲ့တစ်ချက်နှစ်ချက်လောက်စီးမယ်တင်းတင်းလေးချီလိုက်မယ်။တင်းတင်းလေးချီပြီးချီပြီးသွားပြီဆိုလို့ရှိရင် ပိုတာလေးကိုမှတစ်ခါထပ်ပြီးတော့ခိုင်အောင်နော်ဒီချက်ခိုင်အောင်အထက်ထက်လုပ်တယ်ဒီချက်တင်နေသူတည်းဖက်နှက်သည်မစည်းကျင်တော့လို့ဆိုပြီးတော့ပြစ်ထားမှပဲနောက်တရင်စီလို့ရတော့တဲ့ချီကိုခိုင်အောင်ကိုလှုပ်သွားမှာနော်ဖက်နှက်ကောကလည်းခိုင်ရမယ်ထိုးထားတာလေးလည်းခိုင်ရမယ်ဟိုတောင်ဟိုနှစ်ချက်လောက်စီးပြီးတော့မှတစ်ခါသူနဲ့အယောင်တူရနော်ဒီပန်းအောင်ထဲမှာဒီချက်လာပြီးတော့ထပ်ပြီးနေနဲ့အစာဖြောက်လိုက်သေးတယ်ပြီးတော့မှပိုတာဖြတ်မယ် မက်ဂျီရင်လောက်ခဲ့တဲ့ချီကိုမဖြတ်ဘူးเนาะအမတချိုးကြံနေဒါမဖြတ်ဘူးဘာလို့မဖြတ်တာလဲဆိုတော့ဒီချက်ဒီမှာလာတွဲမယ်လေပန်းလာတွဲဖို့အတွက်လာတွဲတဲ့ခါကျရင်အခုဒီအက်ကလေးနဲ့ပဲအချီနဲ့ချုပ်တဲ့သူလည်းရှိချုပ်လည်းရအောင်เนาะကြိုက်သူလို့လုံးเนาะဒီချက်တော့ဒါလောရတာလဲပိုလွယ်အောင်ပိုလဲတက်ရက်သွားအောင်သူချီနဲ့သူပဲသုံးသွားမှာเนาะကွန်နဲ့ပဲကတ်တဲ့သူလည်းကတ်ကြတယ်ဒီချက်တော့မကတ်ဘူးတွဲမယ်တွဲလိုက်တဲ့ခါကျတော့ပိုခိုင်းနေလေเนาะအဲ့တော့ ဒီဘက်မှာလူမျိုးအနေအမြင့်ကိုဟိုဘက်နဲ့ဒီဘက်နဲ့ညီအောင်ချိန်ပြီးတော့လို့ဒီချဲဒီမှာပန်းကိုတပွင့်နဲ့ပဲသုံးသွားတယ်။တချို့ကပွင့်ဖက်ကိုအခုဒီမှာ၅ဘတ်လောက်ပဲယူမယ်။နှစ်ရစ်တိုင်ရှိမထိုးဘူး။တရစ်တိုင်ရှိပဲထိုးလိုက်ရင်ပန်းနည်းနည်းသေးသွားလိမ့်မယ်။အဲ့တော့အသေးလေးနှစ်ပွင့်ကတ်နေသူလည်းရှိတယ်။အပေါ်မှာတပွင့်အောက်မှာတပွင့်နှစ်ပွင့်နှစ်ပွင့်ကတ်လဲရတယ်။တပွင့်နဲ့ပဲသုံးလဲရတယ်။ကိုကြိုက်သူတို့သုံး။အဲသမီးတို့ဖက်နှက်ထိုးတဲ့ခါကျရင်တပွင့်နဲ့အခုလုပ်ပြတဲ့ဒီဇိုင်းနဲ့ထိုးပါ။ပြီးတချို့ပြောသူတို့နှစ်ပွင့်ဒီဇိုင်းကိုလည်းဖြစ်အောင်ထိုးပေးပါ။ တချို့တွေကနှစ်ပွင့်ဒီဇိုင်းကိုမှပို့ကြိုက်သွားတဲ့အခါလည်းရှိတယ်အဲ့ဒီခါကျရင်ကို order လုပ်တဲ့ခါကျလို့ရှိရင်ကိုစီမှာဒီဇိုင်းများများရှိတယ်လို့လည်းဖြစ်သွားတယ်ပုံလေးနဲ့ပုံလောက်ပါပေါ့နော်အဲ့လိုမျိုးပုံဒီဇိုင်းပေါင်းစုံဖြစ်သွားတယ်ဒါအခုဒီမှာအောက်ကနေတက်လိုက်ဆင်းလိုက်နေပဲတွဲသွားမယ်နော်ဗီဒီယိုကလည်းရှိနေပြီဖြစ်တဲ့အတွက်ခုဒီမှာဒါထိုးချလိုက်ပြီဒါတီချေနည်းနည်းလာလွတ်ပြပြီကျန်တာကိုကိုဆက်လုံတွေးနော်အခုဒီမှာဆွဲချလိုက်တယ်အဲ့ဒါပြီးဒီမှာအယောက်တူနေတယ်လေအယောက်တူနေတဲ့ဘက်ကိုပဲဒီလိုပဲတက်လိုက်ဆိုင်းလိုက်သုံးလေးငါကြိုး sorry ခိုင်းတဲ့ထိထိုး ထိုင်ထဲထိထိုးပြီးသွားပြီဆိုလို့ရှိရင်ခြေကိုကြတော့အတွင်းထဲမှာအစာဖြောက်လိုက်မှာခါတိုင်းလို့တို့လိုပဲနော်ဒါဆိုလို့ရှိရင်ပန်းဝင်လေးနဲ့ဖြစ်သွားမယ်ဒီလိုပဲတက်လာမယ်ပြန်ဆင်းသွားမယ်အယောင်တူနေတဲ့အတွက်လေဘလို့ပဲထိုးထိုးမပေါ်ဘူးနော်တော်တူခိုင်အောင်တုတ်မယ်နော်မြဲမြဲလေးတော့တုတ်ပေးပါလို့ခိုင်နဲ့ထိတုတ်ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်အောက်ကကော်ကတ်တာလေးကိုပြပေးမယ်နော်အားလုံးပဲအဆင်မြင်ကြပါစေ